ါခင်ဗျာကျွန်တော်ကခိုင်ပေါ်ဝဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကကြက်ငင်များတဲ့အဖြစ်များသောဂံဘိုယိုယောဂအကြောင်းကိုအနည်းငယ်မျှဝေပေးသွားပါမယ်ကြက်တွေမှာဂံဘိုယိုယောဂဟာကြက်ငင်လေးတွေမှာအဖြစ်များပြီးစေနှုတ်မြန်မာသောယောဂတစ်မျိုးဖြစ်ပါတယ်ဒါကြောင့်ဒီယောဂဟာအလွန်အရေးကြီးတဲ့ဘိုင်းယယောဂတစ်မျိုးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်ဒီယောဂဟာကြက်ရဲ့ကိုခံစွမ်းအားစနိုက်အဓိကနေရာကိုတိုက်ခိုက်ပြီးကျဲရကိုခါစွမ်းစနိုက်ကိုကျဲဆင်းစေတာကြောင့်ဒီယောဂနဲ့အတူအခြားယောဂတွေလည်းအလွယ်တကူဝင်ရောက်လာနိုင်ပါတယ် ကျက်တွေမှာဂံမိုရောဂါဖြစ်ပြီဆိုရင်တွေ့ရတဲ့လက္ခဏာတွေကတော့အာနေရှင်နဲ့အာအင်ကွန်ခန်ရှင်ကျက်တွေထိုင်းပိုင်းပြီးအာနေကလှုပ်ရှားမှုနေသားရှင်တွေဖြစ်တတ်ပါတယ်။သို့သောယောဂလက္ခဏာတွေဟာယောဂရဲ့ပြင်းထန်မှုပုံမူတည်ပြီးကွဲပြားနိုင်ပါတယ်။ဒီယောဂဖြစ်လာပြီဆိုရင်ကျက်တွေမှာဝမ်းပြေဝမ်းရှုရှင်လက္ခဏာတွေအဖြူရောင်ဒါမှမဟုတ်အဖြူရောင်နဲ့အစိမ့်ဝါရောင်ရိုးနေတဲ့ဝမ်းမြောက်သွားရှင်တွေဖြစ်တတ်ပါတယ်။ဝမ်းပြေဝမ်းရှုဖြစ်ပြီးရှိစဉ်ရှိပြူသွားရှင် ဝမ်သွာရှင်ဖေမာရှိပညာနေရှင်နိနာရှိအမွေးများတွင်ရှိမြောပင်စွမ်းထဲနေရှင်တွေဖြစ်တတ်ပါတယ်အရှုတ်ကျဲတွေမှာရေသားနေပြီးအစာဆော့အလွန်နေလာရှင်နဲ့ကျဲမြတ်တုံရင်ပြီးမတရားဖို့ခက်ခဲလာရှင်ကိုအမှုရှိမြင့်တဲ့လာရှင်နဲ့ဒူဖြားနာရှင်တွေပြေးရပါတယ်ပြီးနာကိုပုံမဲ့အမွေးများထောင်လာပြီးကျန်တဲ့နေရှင်တွေဖြစ်တတ်ပါတယ်။ယောဂပြင်းထန်ပါကကျင်းများတွေတေဆုံနှုတ်ဟာ၂၀ရာခိုင်နှုတ်မှ၁၀၀ရာခိုင်နှုတ်ထိမြင့်တက်နိုင်ပါတယ်။ ဒီယောဂါကိုကာကွယ်ဖို့အတွက်ရှမ်းပန်းရှင်မုန်နဲ့တိကျတဲ့ကာကွယ်ဆေးအစည်းအဝေးဟာအလွန်ရည်ကြီးပါတယ်ဒါဆိုရင်ဂံဘိုယောဂါကိုဘယ်လိုကာကွယ်ဆေးပေးရမလဲဂံဘိုယောဂါကာကွယ်ဆေးကိုအဓိကအားဖြင့်ကျဲမွေးမြွေရှမ်းမြောင်းမှာနီလာနှမျိုးနဲ့ပေးလို့ရှိပါတယ်နီလာနံပါတ်တိုက်ကတော့တာရည်ဖြင့်ပေးသွင်းရှင်းဖြစ်ပါတယ်တာရည်ဖြင့်ပေးတဲ့နီလာကတော့ဒါဟာ ချက်အကောင်ရင်များတဲ့ရှန်တွေအတွက်အလွယ်ကူဆုံးနဲ့အကျေပြန်းဆုံးအသုံးပြုတဲ့နီလန်ဖြစ်ပါတယ်။လောက်ဆောင်ပုံကတော့ကာကွယ်ဆေးကိုရေထဲမှာဖြိုပြီးကြက်တွေကိုတားခိုင်းတာပါ။ဒီနည်းရဲ့အာသာရှဲကတော့အရှင်ကုန်တက်တာပြီးလောက်ဆောင်ရလွယ်ကူပါတယ်။ကြက်အလုံးကိုတစ်ခါတည်းတစ်ပြိုင်တည်းပေးနိုင်ပါတယ်။ရေဖြိုပြီးကာကွယ်ဆေးပြည့်ရင်ကာကွယ်ဆေးရဲ့အစွမ်းမလျှော့အောင် ကလိုရဲမပါတဲ့ plan ရှင်းတဲ့ရေကိုသာအသုံးပြုကြပါတယ်။ကျဲတွေကိုကာကွယ်စစ်မပေးခင်နနာကြီးကနေလင်းနာကြီးဂျိုတန်ပြီးကျဲတွေကိုရင်ငန်းထားပေးရပါတယ်။ဒီလိုရေဖြတ်ပေးရတာကကျဲတွေကကာကွယ်စစ်ရေကိုအကုန်သားတော့အောင်လို့ဖြစ်ပါတယ်။ကာကွယ်စစ်ဖြိုတဲ့ရေထည်ကိုနုံမုံအနည်းငယ်ရိုးထည့်ကြပါတယ်။ဒီလေလီတာမှာနုံမုံတစွမ်းခန်းထိပေးရှင်အပြင်ကာကွယ်ဆဲကိုကလိုရန်တန်ကနေကာကွယ်ပေးနိုင်ပါတယ် ကျွန်တော်တို့စီမားဒီ၁၅မျိုးကိုမှာယူရရှိနိုင်ပါတယ်စိုက်ဝန်ကြားတွေဆိုရင်မှာယူရန်လိုက်စားကတော့သီလပြိုဆိုးကော်မတီအမတ်နိုင်ငံ၌ထား၌မိုးဆွေလာဆေးလေးရွက်တောင်းကလာဘမျိုးနေရန်ကုန်မြို့ဖုံးသူညာကိုခွန်ငေါငေါကိုရှာရှာရှစ်တဲရှာသူညာကိုခွန်ရှာငေါလေးနိုင်လေးနှစ်တိတ်ခွန်တို့ဆက်တွေမှာယူနိုင်တယ်လို့သီလပြိုဆိုးဖေးဘုတ်ကားတို့လည်းဆက်တွေမင်းများမှာယူနိုင်ပါတယ်ခင်ဗျာ နီလာနံပါတ်9ကတော့မျက်စိနှာခေါင်းပါမအဆက်ရှာပြရှင်သို့မဟုတ်ပါဇာကနေအဆက်ရှာပြရှင်ဖြစ်ပါတယ်ဒီနီလာကတော့အာနိသင်အသေးချာဆုံးရရှိနိုင်တဲ့နီလာဖြစ်ပါတယ်လောက်ဆောင်ပုံကတော့ကာကွယ်ဆဲဖြူရီကိုပိုက်ပိုက်ဖြင်းယူပြီးကျဲရဲ့မျက်စိဒါမှမဟုတ်နှာခေါင်းပါဇက်ပေါက်သေးကိုတစဲရှာပြရတာပါဒီနီလာရဲ့အာသာရှက်ကတော့ကာကွယ်ဆဲဟာကျဲတကောင်ရှင်းစီရဲ့ခန္ဓာကိုယ်ထေးကို တိကျစွာရရှိပါတယ်အာနိရှက်အနေနဲ့ကတော့အကောင်ရင်များရင်လူဝင်အားနဲ့အရှင်ပုံမလိုအပ်ပါတယ် ကာဘောယောဂါကာကွယ်ဆေးပင်းဤကိုတော့ကာကွယ်ဆေးကိုအများစုကတော့ရေဖြင့်သို့မဟုတ်မျက်စိနှာခေါင်းပါးစပ်ပါးကနေတဆင့်သာပြလေရှိပါတယ်ဒီကာဘောယောဂါကာကွယ်ဆေးကိုဘယ်နည်းသမှဆက်ထုတ်ပြရတာလဲဘယ်နှချိန်ပြရမလဲတချိန်တည်းနဲ့လုံလောက်မလားကာဘောယောဂါကာကွယ်ဆေးကိုတချိန်တည်းဖြင့်မလုံလောက်ပါဘူးကောင်းဆုံးကိုခံစွမ်းအားရဖို့အတွက်အနည်းဆုံး2ကျင်းပြည့်စုံလေးရှိပါတယ်။ကာကွယ်ဆေးဆက်ပေးရမယ့်ရဲ့ဟာကျဲပါးစရာအိမ်ခင်ထာမရရှိသောကိုခံစွမ်းအားပုံမူတည်ပြီးပြောင်းလဲနိုင်ပါတယ်။ အများစုပဲလေးရှိတာကတော့ပုံမှန်အဖြစ်ကာကွယ်ဆေးကို9ရက်သားမှ10ရက်သားကြာမှဆက်တဲ့ပဲလေးရှိပါတယ်10ရက်သားဝန်းကျင်ဟာအထုံးများစုအရှင်တစ်ခုဖြစ်ပါတယ်10ရက်သားမှာ ဆက်ထွက်တာဟာမှန်ကန်တဲ့အရှင်တစ်ခုပါပဲအဲ့ဒီအချိန်မှာ မိခင်ကိုခန်စွမ်းအောင်ကြက်ဆင်းလာတဲ့အတွက်ကာကွယ်ဆေးအနိသင်ကိုဆက်တင်ပေးတာဖြစ်ပါတယ်ဂံဘိုယောဂကာကွယ်ဆေးကိုအများအားဖြင့်အနည်းဆုံး2ကျင်းပေးသွင်းဖို့လိုအပ်ပါတယ်ပထမအကျင်းကို ကြဲ့အသက်ဆေးလျက်သားမှာဆက်ပေးပါဒုတိယအကျင်းကို21ရက်သားမှ25ရက်သားကြားပထမအကျင်းပေးပြီး9ရက်မှ10ရက်အကြာမှာထပ်ဆောင်ပေးကြပါတယ် ဆီလီယဲတမ်းမှာတကြိမ်တည်းထိုးတာသို့မဟုတ်ပေးသွင်းတာဟာလုံးဝမလုံလောက်ပါဘူးဒုတိယအကြိမ်ပေးရရှင်ရဲ့အဓိကယူရရှိကတော့ပထမအကြိမ်ပေးလိုက်တဲ့ကာကွယ်ဆေးရဲ့ကိုခံစွမ်းအားကိုမြင့်တင်ပေးဖို့ဖြစ်ပြီးအဲ့လိုမှမပေးရင်ကျက်တွေဟာယောဂဖြစ်နိုင်ရှင်မြန်မာနေဆစ်ဖြစ်ပါတယ်ဒါကြောင့်ဆီလီယဲသားမှာပေးသွင်းထားတယ်ဆိုရင်21ရက်မှ25ရက်သားကြားမှာဒုတိယအကြိမ်မဖြစ်မနေထပ်ဆုံးပေးသွင်းဖို့လိုအပ်ပါတယ်ခင်ဗျာ ဒီယောဂါဟာလည်းအန္တရာယ်များပြီးသေဆုံးသူမြန်မာတွေဆိုပေမဲ့ထိုင်းဖက်မှာတော့ပြည်သူတွေနေပါတယ်အနည်းစုပဲပြေးကြပါတယ်ဒီလိုမပြေးရရှင်းရဲ့အကြောင်းရင်းကလည်းကာကွယ်ဆေးရရှိမှုခက်ခဲတာကြောင့်လည်းဖြစ်နိုင်ပါတယ်အများစုကတော့မပြေးကြတာများပါတယ်ကျွန်တော်လဲလာမိသလားအာဖရိကဖက်နဲ့အနောက်နိုင်ငံတွေမှာတော့တွေ့ရပါတယ်ဂန်ဘိုယောဂါနဲ့ပတ်သက်ပြီးတော့ထိုင်းဖက်မှာအရှက်လက်တွေရှာဖွေရရှိမှုလည်းခက်ခဲပါတယ်ဂန်ဘိုယောဂါနဲ့ပတ်သက်ပြီးတော့အရှက်လက်တွေအနည်းငယ်ပဲရရှိပါတယ် ကမ္ဘောရိုယောဂါဟာအဓိကအားဖြင့်ကျန်းငယ်လေးတွေမှာအဖြစ်များတဲ့ယောဂါဖြစ်ပါတယ်။အဖြစ်အများဆုံးအသက်အရွယ်ကတော့မွေးကန်းစားကျပါလေးများနဲ့အသက်၃ဘတ်သော21ရက်သောမှ6ဘတ်သော52ရက်သောကြာရှိတဲ့ကျန်းငယ်လေးတွေမှာအဖြစ်အများဆုံးနဲ့အပြင်းထန်ဆုံးယောဂါလက္ခဏာတွေကိုပြတ်သက်လေးရှိပါတယ်။ဝေကန်ဇာကျပလေးတွေမှာမဘာကြောင့်ဖြစ်ရတယ်လဲဆိုတော့ဒီအသက်အရွယ်ဟာမိခင်တန်ကနေရရှိလာတဲ့ကိုခန်ဆွမ်းကကျဆင်းသွားတဲ့အရှင်ဖြစ်ပြီးသူတို့ရဲ့ကိုပိုင်း ကိုခါဆွမ်းအားစနိုက်ဟာဘန်ရရဲ့တိုက်ခိုက်မှုကိုအလွယ်တကူခံရနိုင်တဲ့အရှင်ဖြစ်ပါတယ်။ကြက်ကြီးတွေမှာလည်းဒီယိုကကုဆက်ခံရနိုင်ပေမဲ့သူတို့မှာခံနိုင်ရရှိပြီးကိုခါအားစနိုက်လည်းဖွံ့ဖြိုးပြီးသားဖြစ်လို့ယောဂလက္ခဏာပြင်းပြင်းထန်ထန်ပြသလည်းမရှိပါဘူး။ဂမ်ဘိုယိုဟာအဓိကအားဖြင့်ကျဲ့ငယ်လေးတွေရဲ့ယောဂဖြစ်ပြီးကျဲ့ငယ်လေးတွေမှာအဖြစ်များပါတယ်။သူတို့ကိုကာကွယ်ဆေးပေးဖို့အရေးကြီးပါတယ်။ အဆိုရင်ဂံဘူယောဂကာကွယ်ဆေးရရှိမှုခက်ခဲလို့ကာကွယ်ဆေးမပေးနိုင်လို့ယောဂဖြစ်လာရင်ဘယ်လိုဆေးဝါးတွေနဲ့ကုသရမလဲဂံဘူယောဂဖြစ်လာပြီဆိုရင်ဒီဖို့စီစင်းနဲ့ကုသရပါမယ်ဒီဖို့စီဟာဂံဘူယောဂကိုကောင်းကောင်းနိုင်ပါတယ်ဒီဖို့စီကိုဆောင်ထားမယ်ဆိုရင်ဂံဘူယောဂကိုစိုက်ပူစရာမလိုတော့ပါဘူးဂံဘူယောဂကတော့ကျွန်တော်တို့ရဲ့ကြက်ဆံတွေမှာအချိန်မရွေးဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဒီဖို့စီစေးကိုဆောင်ထားဖို့အကြံပြုလိုပါတယ် ဒီဖွဲ့စီဟာရှီစင်ရှီဖြူယောကဝမ်ရှောဘီဖင်မာရှီပင်ရဲ့ရှင်ညင်တဲ့ရှင်ရှီလဲမသွန်ဆန်းရှင်အဖျားတဲ့ရှင်အတောင်ကျရှင်ကမ်ဘိုယိုယောကနဲ့ခေါင်းမေယောကများကိုကာကွယ်ရန်နဲ့ကုသရန်အထူးပြုနိုင်ပါတယ်အထူးသဖြင့်ဝေကန်စာချက်ကလေးများတွင်ချက်ကလေးများတည်ဆုံမှုကိုများစွာရှုရှက်ပေးနိုင်ပါတယ်ချက်ကလေးတည်ဆုံမှုကိုတရားရခိုင်နှုန်းရှုရှက်ပေးနိုင်ပါတယ်အသုံးပြုပုံကတော့ကာကွယ်ရန်အတွက်ဆိုရင်ဆဲတဲ့ဇွမ်းကို ရေ3လလီတာနဲ့ရိုးစရာပြီးကုသရန်အတွဲဆိုရင်စစ်တဲ့ဇွမ်းကိုရေလလီတာလားနဲ့ခါပြင်းပြင်းဖြိုပါ3လရဲ့စစ်တိုက်တိုက်ကြွေးပါ